အရမ်းမြို့နယ်အချို့ကို ပြန်လည်ထိုးစစ်ဆင်မှုစစ်ကောင်စီကပို့ပြီးတော့ပြင်ဆင်နေတယ်လို့ A ကအော်တိုဘတ်၁၉ရက်နေ့ကထုတ်ပြန်ပါတယ်။အဲဒါကြောင့်တန်တော်နယ်ကမြို့နယ်တွင်ကပင်လယ်ပြင်ငါးဖက်မှုကိုညနေ၆နာရီကနေမနက်၆နာရီအတွင်းတားမြစ်ထားတယ်လို့ဖော်ပြထားပြီးနေ့အချိန်မှာလည်းစစ်ကောင်စီနေပြည်တော်နဲ့ဝေးရမှာငါးဖန်ကြဖို့တိုက်တွန်းထားပါတယ်။စစ်ကောင်စီကရခိုင်ကရွတ်တခြားရည်တဲ့အင်အားဖြည့်တင်းမှုနဲ့နေပြည်တော်တလာလှုပ်ရှားမှုကိုအချိန်မြင့်လှုပ်ဆောင်နေတယ်လို့ပင်လယ်ကမ်းဆက်ကြီးရဒေသခံတွေကသိရပါတယ်။ စစ်ကောင်စီရဲ့တမန်ထိုးဆက်ပြင်ဆင်မှုတွေဟာအရခတ်တော်ထိန်းရှုံမြို့နယ်တွေကဒေသခံရဲ့သားတွေရဲ့လုံဆုံရေးထိခိုက်လာတဲ့နေ့အပြင်တိုက်ပွဲတွေပုံမှန်ပြင်းထန်လာတယ်လို့စေရီလီလာတွေကတုံ့တက်ကြအစကောင်စီကမကွေးတိုင်းပဲခူးတိုင်းနဲ့ရယာရီတိုင်းတို့ဘက်ကရခိုင်ပြည်အတွင်းပြန်လည်ဝင်ရောက်နိုင်မှုအပြင်းထန်ထိုးစစ်ဆင်နေပြီမဲ့အာရခတ်တော်နဲ့မဟာမိတ် PDF တွေရဲ့ခုခံစစ်ကြောင်းရှင်မတွနိုင်ဖြစ်နေပါလေ။လက်ရှိအာရခတ်တော်ဟာမကွေးတိုင်းငဖဲမြို့နယ်အတွင်းက နိုင်ရီကလေးကြောင့်ကပွေစကံဘီဟာကုန်းကိုသိပ်ပက်ဖို့ကြိုးပမ်းနေပြီးတော့မကိုတိုင်းပန်းတောင်မြို့နယ်အတွင်းကကပ္ပစံစိတ်ယုံရှိကာကင်းစကံတွေကိုလည်းတိုက်ခိုက်နေပါတယ်။အဲဒါအပြင်အေရီတိုင်းငတိုင်းဆောင်ရေကြည်မြို့နယ်ဒီမှာလည်းနမေကာ PDF တွေနဲ့ပူးပေါင်းပြီးတော့စစ်စစ်ရေးတွေဆင်နွှဲနေတာပါ။အဲဒါကြောင့်စကောက်စီအနေနဲ့မကွေးပကိုးအေရီဘက်ကဝင်ရမှာမဟုတ်ပဲကျောက်ဖြူကောရှိကတဲ့စင်လေတဲ့အင်အားရေတဲ့အင်အားတွေနဲ့ရှင်းကက်လာနိုင်ပြီးတော့တိုက်ပွဲတွေပြင်းထန်လာနိုင်တယ်လို့စည်ရင်းလေးလာဆောင်ကြည့်သူတွေက30ကျပါ